မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါရွှေချမင်းမိသားစုမှကျူတူပါတယ်ဗျာဒီနေ့25ရက်6လ2025ဗုဒ္ဓဦးနေ့ဖြစ်ပါတယ်ဗျာဒါကြောင့်25ရက်6လဗုဒ္ဓဦးနေ့ရဲ့တနေ့တာကညီမမျှကိုတင်ပြပေးလိုက်ပါတယ်ဒီနေ့ဗုဒ္ဓဦးနေ့ကတော့အထူးသဖြင့်ငွေကြီးနဲ့ပတ်သက်တဲ့ကံကောင်းတဲ့ပြုငွေကြီးနဲ့ပတ်သက်တဲ့ ရတရားများလုပ်မယ်ဆိုရင်တော့အဆင်ပြေတဲ့ကာလမျိုးဖြစ်တယ်လို့အာဒီနေ့ရတယ်ခမရအမစန်းတိစုတ်တိဆိုတဲ့အတွက်လာစန်းတရနေ့လည်းဖြစ်ပါတယ်ဒါကြောင့်ခမရငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအထူးကံကောင်းသေးတဲ့အဲနေများလည်းဖြစ်ပါတယ်ဗျာဒါကြောင့်အဲခொနည်းသားသမီးအလုံးလို့ဒီလောက်ကန်နဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေရတဲ့လူတွေအလုတ်ကန်နဲ့ပတ်သက်မှာဝတ္တရပဲပြောဒီအချိန်မှာလောက်ကန်မှာအဆင်ပြေလားအိမ်နဲ့ပတ်သက်လို့အဆင်ပြေလားလုံးနဲ့ပတ်သက်လို့အဆင်ပြေလား အားလုံးဝါတရဖြစ်နေတဲ့ကာလမျိုးဖြစ်ပါတယ်ဒါကြောင့်ဥရင်လောကနဲ့ပတ်သက်တဲ့အစီအမေပြရတဲ့ပုံကူအားလုံးဟာကြာမြေကြီးမှာရှိတဲ့မြေကြီးလေးကိုလက်ကလေးနဲ့နည်းနည်းလောက်ကလေးကင်းကင်းပြီးမှရအောင်တော့အောင်မြောက်အောင်လှည့်ကင်းပြီးမှဆူတောင်းအသေးမြေကြီးလေးရဲ့အာကျွန်တော်လေးအော်အလုတ်ကံမကောင်းဘူးအိမ်ဆောက်ခြင်းနဲ့မိမအိမ်ဆောက်ခြင်းနဲ့သားသမီးကလုံးမရဘူးအိမ်မှာပူညာပူညာဖြစ်နေတယ်။အဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့ငြင်းညံ့ညင်နေဗျာအများလုံးငြင်းညံ့အောင်ကုညီဆောက်ကြောက်ပါအသင်မြကြီးလေးကကုညီဆောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းရာဦးတော်အောင်နောက်မြောက်တော်လှည့်ပြီးမှ မြေကြီးလေးကင်ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေသောအိုးဝင်လောက်ကင်နဲ့ပတ်သက်တဲ့ကံများအမြန်ဆုံးပွင့်လာမှာဖြစ်ပါတယ်ဗျာမန်နီငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာဒီနေ့မှာတော့အထုတည်းလေးအောင်မြင်ကြကြတဲ့နေ့မိမိအလိုအပ်တော့အလိုရှိသလောက်ရသည့်ခံစားသည့်တဲ့နေများလည်းဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အစီအမံပြကြတဲ့ပုံကူများပေးရရန်ဇာတ်ရှိတဲ့ပုံကူအားလုံးကတင်းတင်းလာအရှိရာကိုလက်မြေကြီးလေးကိုမြေကြီးမှာရှိတဲ့မြေကြီးလေးကိုနည်းနည်းလောက် လက်ကလေးနဲ့ကိုင်းကိုင်းမိမှတင်းတင်းလာအရှိရာကိုလှဲ့ကိုင်းမိမှမြေကြီးလေးကိုကိုင်းပြီးဆူတော့အသိမြေကြီးလေးအာကျမလေးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေဘူးနော်ကျမလိုချင်တာဘလောက်ကျမပေးစရာဘလောက်ရစရာဘလောက်ကျမမှာငွေကြီးနဲ့ကန်နေပိတ်နေတယ်တော့ဒါကြောင့်ပိတ်နေတဲ့ကန်လေးတွေအများဆုံးပွင့်လန်းအောင်အသိမြေကြီးလေးကကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတင်းတင်းလာအရှိရာကိုလှဲ့ပြီးမှမြေကြီးလေးကိုင်းဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုးနေတဲ့ငွေကန်များ အမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာဒီနေ့ဒီရက်မှာဖြစ်မြေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာတင်းတင်းလာအရှိအယကိုဂိုင်းပြီးစုတော့ရင်ငွေကြီးများအဆင်ပြေတတ်ပြီးတော့ရာဟုတောင်လက်ကိုင်းမြဲဆိုလို့အလောက်ကိုင်းနဲ့ပတ်သက်တဲ့ငွေကြီးများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်နော်အစိတ်ထဲမှာတခုခုပိတ်နေတယ်တခုခုအဆင်မပြေသလိုခံစားရပါတယ်ဗျာဒါကြောင့်ပိတ်ဆုံနေတဲ့လူများစိတ်ထဲမှာအလိုဆန္ဒမပြေတဲ့လူများအဘုဒ္ဓတောင်ရကိုလှဲ့ကြက်တင်လီမင်္ဂလာနဲ့ပတ်သက်လို့ခါညောင်းပါစီကြောင်း နော်လက်ထဲမှာဘာမှမကင်မင်းနဲ့ခင်ဗျာဆူတော့ကျွန်တော်ပြစိတ်တည်ညစ်တယ်အလုတ်ကင်မကောင်းဘူးငွေကြီးမကောင်းဘူးရောင်းဝယ်မကောင်းဘူးအိမ်မှာပြဿနာတွေဖြစ်တယ်အာယုံမှာလောကကိုင်းရတာမသိဘူးအမိတ်မနာကမှုပူညာမူညာဖြစ်နေတယ်ဗျာအဲ့ကိစ္စတွေကြောင့်ကျွန်တော်စိတ်တည်ညစ်နေတယ်ဘယ်သူမှလည်းပြောလို့မရဘူးဒါကြောင့်ကျွန်တော်ညစ်နေတဲ့စိတ်ကလေးတွေအများဆုံးအဆင်ပြေအောင်ကုညီစောင့်ချောက်ပါဆိုတဲ့အကြောင်းဘုဒ္ဓတောင်ရက်ကိုလှည့်ပြီးမှဆူတောင်းမယ်ဆိုရင်တင့်မှာပိတ်ဆိုးနေတော့ တိတ်တကြသင်မှုနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနဲ့ဆက်သက်တဲ့တလူယောက်ျားယောက်ျားလေးတွေနဲ့ပတ်သက်မှာကိုရာဒေတာမဟုတ်တဲ့တခြားရာဒေတာကိုရင်ကိုရာမှာမနေဘူးကိုလုံးမှာကိုမလုံးဘဲနဲ့ဝါဒဝါဒနေတာဖြစ်တဲ့အတွက်ငုံကြုံကြေးကြများတတ်တဲ့ကာလမျိုးဖြစ်ပါတယ်ဗျာအပေါင်းအသင်းနဲ့လက်ဖိတ်တိုင်းတိုင်းမဲ့ဘီယာတိုင်းတိုင်းမဲ့ KTV သွားမယ်အပြင်နေလက်ရလက်ရသွားရင်ငွေကိုကြီးနဲ့ပတ်သက်တဲ့ကုန်ကြမှုများဖြစ်တတ်တဲ့ကာလမျိုးပြဿနာတည်တည်လေးတွေပေါ်တတ်တဲ့ကာလမျိုးငွေကုန်ကြေးကြဖြစ်ပေါ်တည်တတ်တဲ့ ပြဿနာများပေါ်ပေါက်တဲ့ကာလမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်လူရောကြတဲ့ဓာတ်ပြည့်နေတာဖြစ်နေတဲ့တောက်ကြမြောက်ရကိုလှဲ့လှဲ့ပြီးမှကျွန်တော်တို့ကနော်ပတ်စံလေးတွေကိုကိုင်းကိုင်းပြီးမှဆူတောင်းအဲတကွတစုံတစ်ယောက်သောလူရဲ့အကူအညီလိုခြင်း90တန်းလေးကိုင်းပြီးမှဆူတောင်းငါ့ကို10တော့အတန်း90တန်းလေးအသင်း90တန်းလေးကျွန်တော်အိမ်မှာကြီးတဲ့လူရောကြတဲ့ကလည်းအလုံးမလို့ဘူးလုံးလုံးမှဖြစ်မှာအပေါင်းအသင်းတွေယုံယုံဖြစ်နေတယ်ဒါကြောင့်ကိုကြီးကိုကြီးကိုမိသားစုလုံးအောင် သူနဲ့ပတ်သက်တဲ့နေ့နဲ့ဆက်သက်တဲ့အပေါင်းအသင်းတွေကကိုကိုကြီးမိသားစုမှာပဲနေအောင်ဝိုင်းဝန်းကူညီစောင့်ကြတော်မူပါဆိုတဲ့အကြောင်းအသင်ပတ်သက်လေးကကူညီစောင့်ကြတော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရလှည့်ပြီးပတ်သက်လေးကိုင်းဆူတောင်းမယ်ဆိုရင်တော့အိမ်မှာကြီးရဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးငြိမ်းချမ်းသွားမှာဖြစ်ပါတယ်တကယ်လို့ကိုဖြစ်တည်တဲ့ကိစ္စလေးတွေဆူတောင်းပြေးခြင်းနဲ့ဆိုရင်တော့ ငားရတန်လေးကိုကိုင်းပြီးတော့ဆူတောင်းပါဗျာအတင်ငားရတန်လေးရဲ့အိမ်မှာကြီးတဲ့လူယောက်ျားအိမ်ကဘူးကမှဖြစ်မှာပတ်သက်မှာဘူးအမှဖြစ်မှာအိမ်လိုင်းပူညာပူညာလုပ်နေတဲ့အိတ်ကိစ္စတွေနဲ့ငိမ့်ညံ့နေတယ်ဒါကြောင့်အတင်ငားရတန်လေးကကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရလက်ပြီးတော့ငားရတန်လေးကိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုးနေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနေဆက်တဲ့မင်းအုပ်ချုပ်တဲ့မင်း ဟုတ်ကြတဲ့မင်းနေရာဒီချိန်မှာအလောက်ကနဲ့ပတ်သက်တဲ့ကိစ္စငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေကြက်တဲတဲ့ကာလမျိုးဖြစ်ပါတယ်ကိုကြီးကိုရင်ကိုမိသားစုစွတ်သွားပြီးမှ တခြားရက်တွေနဲ့မှမနော်ဟောသွားလာလှုပ်ရှားနေရပြီးတိတ်ရှောင်နေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ငွေကြေးလည်းတော်တော်ကြက်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာရွှေကောင်းပြောင်းပြောင်းဝင်းဟောင်းဖြစ်ပါတယ်ကျွန်တော်တို့ဗမာပြည်မှာတခြားနိုင်ငံအသီးသီးမှာရှိတဲ့မင်းတို့အားလုံးကငွေကြေးနဲ့ပတ်သက်တဲ့ပြဿနာ အိုးအိမ်လုပ်ငန်းနဲ့ပတ်သက်တဲ့ပြဿနာစစ်တီးဖြစ်တဲ့အာပြေကြခတ်ကြတဲ့အိုးအိမ်လုပ်ငန်းနဲ့ပတ်သက်တဲ့ဆွန့်ခွာပြရတဲ့အိုးအိမ်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စမှာအစီအမပြေဘူးအစီအမပြေတော့ငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုတွေစားမယ်တောက်မယ်လောမယ်ကိစ္စတွေမျိုးတွေစစ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုငွေကုန်ကြေးကြများတာဖြစ်တဲ့အတွက်ငွေကြီးကြက်တဲမှုတွေကုန်ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာအဲကြောင့်မင်းနေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစီအမပြေတတ်တဲ့ပုံကူများအားလုံးတို့ဒီတနေ့ငွေတောင်းအရှိမြောက်တော့လက်အာလူကျော်လေးတခုလောက်စားပြီးမှဆူတောင်းအတင်အာလူကျော်လေးရဲ့ ကျွန်တော်တို့မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအကျွေးရာထူးထူးတွေနဲ့လုပ်တော့မယ်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်တော့အဆင်ပြေခြင်းနဲ့ဗျာဖြစ်ပေါ်နေတဲ့ခက်ခဲတွေအများဆုံးကြောအသင်အာလူကျော်လေးကကုညီဆောက်ကြတော်မူပါဆိုတဲ့အကြောင်းတနင်္ဂနွေတောင်းအရှင်းမြောက်တော်လက်အာလူကျော်လေးစူးတောင်းမိမှာတစုံတယောက်တို့သူ့ကိုအစာအာဟာရကုသိုလ်ပြုလုပ်မယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့မင်းနဲ့ပတ်သက်တဲ့ကံများမင်းနေနဲ့ပတ်သက်တဲ့အလွယ်မှာသောဆုံးဖြတ်ချက်များအမင်းနေပတ်သက်တဲ့လောဘဒေါသကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ရလိုမှုများအိုးအိမ်လောက်ကန်ပိုင်ဆိုင်မှုများ မိယာရီအာရမအသိသိမှုများမင်းချင်းချင်းပြဿနာတက်လို့နိုင်ငံချင်းချင်းပြဿနာတက်လို့စိမဲ့ကြီးဟာဖြစ်တဲ့ကာလများကိုနိုင်ငံကိုလူမျိုးကိုချင်းချင်းမှာပြဿနာတက်တဲ့ကာလများပညာရေးနဲ့ပတ်သက်တဲ့နှီးနှစ်ဆက်သက်တဲ့ကိစ္စမှာပညာရေးကိုတာဝန်ထမ်းဆောင်နေတဲ့ဆရာဆရာမတွေပညာရေးဝန်ထမ်းတွေရဲ့ဒီလုပ်ငန်းတွေမှာတလွဲအသုံးချမှုတွေကြောင့်အစမပြေတတ်သူတို့ပညာကို တက်ရောက်နေတဲ့ចောင်းသားចောင်းသူတွေနဲ့ပတ်သက်တဲ့ဓာတ်ပြတ်တဲ့ကာလမျိုးဖြစ်ပြီးတော့ចောင်းသားចောင်းသူတွေကဒီချိန်မှာပြဿနာတွေပေါ်ပတ်တဲ့ကာလဖြစ်တယ်လို့ဆရာဆရာမတွေနဲ့ပညာရေးဝန်ထမ်းတွေကလည်းပြဿနာပေါ်ပေါက်တတ်ပါတယ်ဗျာဘောင်းစောကြာသာပရိဂျူပြည့်စည်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ခုနလပိုင်း15ရက်အတွင်းထိကတော့ဒီပြဿနာတွေပေါ်ပေါက်နေမှာဖြစ်ပါတယ်မင်းနေနဲ့နီးနေဆက်သက်တဲ့လှုပ်ရှားမှုတွေကြောင့်ပြဿနာတွေအားတွေကတော်တော်များများဒီချိန်မှာဓာတ်တည်ပြည့်ပြီးပြဿနာဖြစ်တာဖြစ်တာအဲခုနှစ်လပိုင်း15ရက်ကျော်သွားရင်တော့ စပြီးငိမ့်ညမ်းပါပြီလို့ဆိုရမှာဖြစ်ပါတယ်ဗျာ။နော်အဲဒါကြောင့်မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအစီအမံပြကြတဲ့ပုံကိုအားလုံးတို့ဒီတင်းတင်းဝင်တီတောင်အချိန်မြောက်တောင်လက်အားလုံးကြော်လေးစပြီးဆူတောင်းလိုက်မယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတော့မင်းနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။ကိုသွားခြင်းနဲ့ခီးကိုပြောခြင်းနဲ့စကားအမှန်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရပါဘူးဗျာ။အဝန်နဲ့နေအပြင်ကိုထွက်ခြင်းနဲ့ထွက်လို့မရအဟိုးသွားခြင်းနဲ့သွားလို့မရ အာပြည်သူပြည်သားတွေရေသွားခြင်းတဲ့နေရာတွေသွားလို့မရပါဘူးဗျာသွားတိုင်းမှာအထက်ကိုလည်းကြည့်ရတယ်အောက်ကိုလည်းကြည့်ရတယ်ဘေးလည်းကြည့်ရတယ်ကာလမျိုးတွေဖြစ်နေပါလေဗျာအဲအဲ့လိုပဲအလုံးအားဒရိတန်လန်သွားလာလှုပ်ရှားတဲ့အခါမှာအန္တရာယ်ကင်းပေးရှိအောင်ဗုဒ္ဓတောင်ရကိုလက်ဆက်လက်ကလေးကိုကိုင်းပြီးမှဆူတောင်းအတင်ဆက်လက်ကလေးရဲ့ကျွန်တော်ခီးတွေသွားမယ်အသွားတဲ့ခီးတွေအနေကင်းပေးရှင်းပြီးအစီပေးခြင်းနဲ့ကျွန်တော်စကားတွေပြောမယ်ပြောတဲ့စကားတွေအောင်မြင်ကြောကြားခြင်းနဲ့ဗျာဒါကြောင့် တော်တော်ခီးများအနေကင်းပြီးရှိပြီးပြောသောစကားများအောင်မြင်ကြောကြအောင်ကုကြီးစောက်ချောက်တော်မူပါဆိုတဲ့အကြောင်းနော်ဗုဒ္ဓတောင်ရလှစစ်လက်ကလေးကင်ဆူတောင်းမယ်ဆိုရင်တင်းတော်မှာပိတ်ဆိုနေတဲ့ကံများအမြန်ဆုံးပွင့်လန်းတော်မှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါကိုနဲ့နိနေသတ်တဲ့အစုအဖွဲ့ရိုးရာတွေနဲ့ပတ်သက်မှာအတိုင်းနေနဲ့ပတ်သက်တဲ့ကိစ္စအာမကောင်းမှုပြည်တယ်နေအာကောင်းတဲ့ပြုအပြည့်အတိုင်းအာကောင်းတဲ့နေရာမှာနေပြီးတော့အာမကောင်းမှုသူများနိုင်ငံနေအာကောင်းရင်ကိုယ်နိုင်ငံအာမကောင်းတဲ့ကာလမျိုးပြီးပြီးတနိုင်ငံနဲ့တနိုင်ငံလူမျိုးတစ်မျိုးနဲ့တစ်မျိုး အဲ့တမျိုးနဲ့တမျိုးတရားနဲ့တရားပြဿနာဖြစ်ပေါ်တည်တတ်တဲ့ကာလမျိုးတွေလည်းဖြစ်ပါတယ်ဒီအချိန်မှာရိုးအပြည့်လို့အပုခင်းပြဿနာတွေပေါ်ပေါက်နေတာဖြစ်ပါတယ်ဗျာအတိုင်းနဲ့ပတ်သက်တဲ့နိနေစက်သက်တွေမှာမြင်ရတယ်မမြင်ရတရားမိမိတို့ရဲ့လောဘဒေါသကြောင့်မလိုအပ်တဲ့ပြဿနာတွေပေါ်ပြီးရေကြီးတယ်အာမြေပြိုတယ်ငလင်လှုပ်တယ်မိုးရွာတယ်အာမလိုအပ်တဲ့ကိစ္စတွေသဘာဝအန္တရာယ်တွေမမြင်ရသောအန္တရာယ်တွေမြင်ရသောစိတ်မရည်ရနဲ့ပတ်သက်တဲ့နိုင်ငံကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ်ပေါက်နေတာဖြစ်ပါတယ် စစ်မဖြစ်လဲစာဝင်နေကြတာပဲဖြိုးအကုန်လုံးကိုကြက်နေတဲ့ကာလမျိုးတွေဖြစ်တဲ့ရိုးရဖော်ကြပါရိုးရဖော်မှတို့ရာကြောပါမယ်ဖြစ်ပါလေဗျာရိုးရလေးတွေဖော်မှ ဖြစ်ပါမယ်ရိုးရလေးဖော်ရင်ကျွန်တော်ရှင်းတော့ခုနပြောတဲ့အာလူကြော်လေးကိုတနေ့ငွေတောင်အရှင်းမြောင်းတောင်လှည့်စားပြီးမှဆူတောင်းဒါမှဆူတောင်းပြီးမှကုသိုလ်ပြုပါဗျာအတင်အာလူကြော်လေးရေရိုးရဖော်လို့တို့ရကြောပြီးအမှုခင်းပြဿနာတွေဝေ့ကျင်နေ နော်အနိုင်ငံနဲ့ပတ်သက်တဲ့လူမျိုးနဲ့ပတ်သက်တဲ့နိုင်ငံချင်းပြဿနာတွေစစ်မဲ့ရေးရနဲ့ပတ်သက်တဲ့ပြဿနာတွေငိမ့်မှကြီးကိုလူမျိုးသူလူမျိုးနဲ့ပတ်သက်တဲ့အတိုက်ခံတွေပြဿနာဖြစ်တဲ့ကိစ္စတွေငိမ့်ညံမာတွေ တဦးနဲ့တဦးချစ်ချစ်ခင်ခင်ကျင်းနေတာလည်းဖြစ်ပါသေးမြင်ရမမြင်ရပုံကိုယ်တွေကကိုကြီးစောင့်ကြောက်မှုကြလို့အနော်အာရှူတယ်လဲငူတယ်လဲနဲ့လူနိုင်တတ်နိုင်ပြီးတော့သာသနာပြုနိုင်ပြီးပြောပွဲရှင်ပွဲတွေပြုလို့နိုင်ပါသေးဒါကြောင့်အသင်အာလူကျော်တွေကအသင်ပြောင်းအမြန်ဆုံးကူညီစောင့်ကြောက်တော်မူပါဆိုတဲ့ကြောင့်တနင်္ဂနွေတောင်အရှိမောက်တောင်လဲအာလူကျော်တွေကိုင်းပြီးမှစူတောင်းစူတောင်းပြီးမှသုံးဆုံးတယောက်တော်သူအစာအာဟာရကုသိုလ်ပြုလုပ်မယ်ဆိုရင်ရိုးရဖို့ပြီးတော့တွေ့တဲ့အတွက် ပြဿနာတွေကင်းဝေးပြီးတော့မြင်ရမမြင်ရတဲ့အကူအညီစောင့်ကြောက်ကြွားငွေကြေးများအလုံးလိုက်ခဲလိုက်ဝေးရောက်ပြီးတော့သာသနာပြုနိုင်တဲ့လှူနိုင်တန်းနိုင်တဲ့ပုံကူတွေဖြစ်မှာဖြစ်ပါလေဗျာနော်ဒီနေ့မှဖြစ်အာ25ရက်6လ2025 ဗုဒ္ဓဦးနေဖြစ်ပါတယ်ဗျာဗုဒ္ဓဦးနေနဲ့ပတ်သက်တဲ့ဤနေဆက်သက်တဲ့မှာပုံထီကံလေးတွေစမ်းမယ်ဆိုတဲ့ပုံကူများထီကံလေးတွေစမ်းမယ်ဆိုရင်တော့အတင်းနေငွေတောင်အရှိမြောက်တောင်လက်အာလူကျော်လေးကိုင်းပြီးမှဆူတောင်အသေးအာလူကျော်လေးရဲ့ကျွန်တော်တို့ထီကံလေးတွေစမ်းမယ်ဗျာစမ်းမယ်ထီကံလေးတွေအဆင်ပြေခြင်းနဲ့ကျွန်တော်တို့ထီကံလေးတွေနဲ့ပတ်သက်တဲ့ကိစ္စလေးအများဆုံးအဆင်ပြေအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတင်းနေငွေတောင်အရှိမြောက်တောင်လှည့်ပြီးမှအနော်အာလူကျော်လေးကို ကံပြီးမှဆူတောင်းမယ်ဆိုရင်ဒီတစ်ပတ်ထဲမှာဒီကံများအများဆုံးပွင့်လာမှာဖြစ်ပါတယ်ဗျာဒီကံလေးတွေစမယ်ဆိုရင်တော့ကျွန်တော်တို့ရဆိုရင်တော့တိတို့ရှစ်တို့လေးတို့ငါဆိုတဲ့ခဏလေးတွေကျွန်တော်တို့ခွေးမယ်ဆိုလို့ရှိရင်တော့1 2 4 5 8ပါဗျာ1 2 1 2 4 5 8ဖြစ်ပါတယ်ဗျာ တနေ့၄၅ရှိကလေးတွေကိုွေးမယ်ဆိုရင်သင်တို့မှာပိတ်သိနေတဲ့ထီကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပါဗျာရွှေညာမီမိသားစုကပေးတဲ့ရေရေလေးရလွယ်လေးလေးတွေပေးတာပါကျွန်တော်တို့လည်းနေသိနေသိနေသိတင်ပြနေရဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းပင်စည်သားတွေဖြစ်ပါတယ်ပင်စည်သားတွေဖြစ်တော့နေသိတင်ပြတဲ့ခဲတဲ့ခါမှာကျွန်တော်တို့ရိုက်ကူးနဲ့လှုပ်တဲ့ခါမှာကျွန်တော်တို့လည်း လုပ်ငန်းတွေနဲ့ပတ်သက်တာတော်တော်ကိုအဆင်ပြေအောင်ကြိုးစားပြီးလုပ်ရတဲ့အတွက်ကျွန်တော်တို့စိတ်ပင်ပန်းမှုတွေရှိပါတယ်ဗျာ။ဒါပေမဲ့ကျွန်တော်တို့ကျွန်တော်တို့ channel လေးကြီးတဲ့ပုံကိုယ်တွေတခုခုအဆင်ပြေတယ်ဆိုတာသိရတဲ့အတွက်ကျွန်တော်တို့ဝမ်းသာအားရနေပဲရှေ့ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့အခက်အခဲကြံ့ကြံ့ခံပြီးတိုးတက်တိုးနေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီနေ့25ရက်6လ2025ဗုဒ္ဓနေ့မှာဖြစ်ကျွန်တော်တို့ငွေကြီးနဲ့ပတ်သက်တဲ့ကံများအထူးပွင့်လာတာဖြစ်တဲ့အတွက်တင်းနှလာအရှိအယကူလက် မြေကြီးလေးကိုကမ်းပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆုံနေတဲ့ငွေကြီးများအစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးလွှတ်တော်ငွေကြီးမှအများဆုံးရရှိခံသာပါသေးကြောင်းရွှေညာမိမိသားသူကစားဆရာကြီးမြတ်ပါကြီးမှယနေ့လေးလေးစားစားဆူတောင်းမေတ္တာပို့လိုက်ပါလေဗျာအားလုံးကျမ်းမာလို့ချမ်းသာတော်မူနိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဆရာကြီးမြတ်ပါကြီးပါ